အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်တက်တဲ့အားလုံးမင်္ဂလာပါဒီအပိုင်းမှာပဲအခု Barcelona ရဲ့အသင်းကောင်းဆောင် Mar Andre Ter Stegen ကိုဒါ Tottenham Hotspur ရဲ့ Chelsea ရဲ့ Manchester United ရဲ့ Premier League Club တင်းတွေအများစုဒါဘယ်လိုပြောမလဲ offer လောက်ခံရတယ်တလက်စာထဲမှာပဲတူတကီကလပ်တွေတော်တော်များများလေးပါဝင်ပြီးတော့ ိုင်မြူနစ်အသင်းကလည်းမန်ဝဲနော်ယာရဲ့နေရာအတွက်စိတ်ဝင်စားစရာအခြေအနေရှိတယ်ပေါ့လေဆိုတော့အခုလောလောဆယ်မှာမာအန်ဒရီတက်စီကန်ကအသက်33-34လောက်ရှိပြီဘာဆိုနာသင်းရဲ့အသင်းကောင်းဆောင်ကဒူးတဲ့ရတောင်ကာလာရှိချာနားနေပြီးတော့အခုချိန်ထိပြန်လာသေးဘူးဒါပေမဲ့မာအန်ဒရီတက်စီကန်ကဒါအခုတကယ်လို့ဒူးတဲ့ရကသူပြန်ကောင်းလို့စောင်းရသည်မှသူပြန်ကစားမယ်ဆိုရင်တော့မှ သူ့အတွက်အခွင့်အရေးမရှိတော့ဘူး။ဘာကြောင့်အခွင့်အရေးမရှိလဲဆိုတော့ဘာဆိုနာရဲ့နီးပြဟန်စီဖလစ်ကအတည်ပြုထားတယ်။33နှစ်ရွယ်ရှိတဲ့ထက်စီကန်ကဘာဆိုနာနဲ့ကွန်ထရက်နှစ်နှစ်ကြံသေးတယ်။ဒီဆောင်းရာသီမှာကလပ်ဘက်ကသူ့ကိုထုတ်နိုင်တယ်။မအန်ဒရီထက်စီကန်က 2015ခုနှစ်မှာဘာဆိုနာရဲ့ချန်ပီယံလိရတဲ့တည်ဦးသီးသောကြံရှိတဲ့ကစားမဖြစ်ပြီးတော့လက်ရှိ current market ပေါက်ကြီးက၈တန်းပဲရှိတာတကယ်ရောဒီကူသမား quality ကူသမားသူ့ရဲ့ contract က sorry 2029တော့မဟုတ်ဘူး28ထိရှိတာဆိုတော့သူအနည်းဆုံး3နှစ်ကြံသေးတယ်နှစ်နှစ်ခွဲ3နှစ်လောက်ကြံသေးတယ်ဆိုတော့ test take ကိုဘာဆိုနာအသင်းက2019မှာ current market market value တန်း90လောက်ထိရှိပြီးမှ injury တွေကြာကနေတရေရေကျသွားရင်းနဲ့မအန်ဒရီ test take Manchester United ကို PA တဲ့နေရာစီတုံးကထက်စီကန်ရဲ့ agent ကကမ်းလန်းတယ်။ Man United က Lanny ဒီ Sunny Lamman ကိုရလိုက်တဲ့အတွက်ကြောင့်ဒီကုသမကိုမခေါ်ဖို့ဆုံးဖြတ်တယ်။တခါ Tottenham Hotspur ကလည်းကမ်းလန်းခံရတယ်။ Spurs ကလည်း Vicario ကြောင့်ညင်းပယ်ထားတဲ့အချိန်မှာ Chelsea အသင်းကဒါအခုလောလောဆယ်မှာ Robert Sanchez နေရာအတွက်ချန်ရှိတယ်ဆိုတဲ့အကြောင်းပဲ။ဆိုတော့ Robert Sanchez ကို Chelsea ကနွေရာသီမှာလမ်းခွဲနိုင်တယ် ဆိုတော့ဒီနေရာမှာမိုက်မန်ညွန်ဆိုတဲ့ AC Milan ဂိုးသမားရှိတယ်သူကလည်းဘိုင်းမြူးနီကချင်းကတ်နေသလိုဒါအခုချယ်ဆီကလည်းစိတ်ဝင်စားသလိုမာအန်ဒရီချယ်ဆီကန်ကလည်းချယ်ဆီကလည်းစိတ်ဝင်စားတယ်ဘိုင်ယန်ကလည်းစိတ်ဝင်စားတယ်ဒီကြားထဲမှာဂျူဗန်တက်စ်ကလည်းလိုချင်ပြီးတော့ချယ်ဆီကန်ကိုကိုယ်ကလပ်အသင်းအတွက်ဆိုလိုချင်ကြလာဒါအခုမာအန်ဒရီချယ်ဆီကန်ကိုတူရကီကလပ်ဘတ်ရှစ်တဲ့အသင်းကလည်းလိုချင်တယ်ဂျမ်မီလေဝေးစင်ကစားမကသူကအဓိကဆောင်းရသည်မှာသူအဓိကသူပြန်ကစားဖို့ရည်ရွယ်ချက်က ဂျာမနီလက်ရွေးစင်အသင်းကိုပြန်ပါဖို့ပဲဆိုဂျာဘိုင်ယန်ကိုသွားပြီးတော့နော်ယန်နေရာမှာအစားထိုးဖို့လည်းအခုလောလောဆယ်မှာခတ်တဲ့အချိန်မှာသူ့အနေနဲ့တူတကီကိုသွားကစားမလားဒါမှမဟုတ်ရှင်တခုခုပေါ့လေ United ဆိုရင်ဒီ Sunday Lamens ကိုခေါ်ထားတဲ့အတွက်ကြောင့် Andre Onana ပြန်လာလဲသူ့ကိုထုတ်မှာဒီနေရာမှာဂိုသမား position အတွက်စိတ်ဝင်စားတဲ့အချိန်မှာ Inter Milan အသင်းလည်းရှိတယ်။ Inter Milan ကလည်းအခု Yan Somania မှာလူငယ်ဂိုသမားလေးထိုးထားပေမဲ့အနာဂတ်မှာ ကိုးသမားတစ်ယောက်ထိတ်တန်းကိုးသမားတစ်ယောက်လိုချင်တယ်ဆိုတော့မအန်တွေထက်စီကန်ကို Chelsea ရဲ့ဖြစ်နိုင်ကြီးက Chelsea ရဲ့ဘရှိတက်ရဲ့ Bayern ရဲ့တချို့ Premier League club တွေကျွန်တော်မြင်တော့ဟို Newcastle က Manchester City ကိုးသမား Jane Trafford ကိုခေါ်တဲ့အချိန်ထက်စီကန်အောင်ပူကောင်းသေးတယ်ထက်စီကန်က fit ရန်ကောင်းတယ်ဗျအဓိကသူဒူးတင်ရခွဲစိတ်ပြီးပြန်လာတဲ့အချိန်မှာလုံးဝကိုနလန်မထူတော့ပဲအရင်လိုပုံစံမကောင်းတော့တာအခု Hansi Flick က ဒီကိုသမားဖြစ်တဲ့ UN Garcia ကိုနံပါတ်1ပေးပြီးတော့ White Chelsea နေကိုနံပါတ်2ပေးထားတယ် Chelsea ကိုတိုင်းကလည်းသူတို့လူငယ်တွေကိုနေရာပေးဖို့အချိန်တန်ပြီလို့ပြောထားတယ်ဆိုတော့ Man တွေ Chelsea ကန်ကို Chelsea ခေါ်တဲ့လား Mike Manyo ရှိသေးတယ် Mike Manyo ကအသက်30 Chelsea ကန်က33နှစ်နောက်တစ်ခုက Juventus ကလည်းလိုက်နေတယ်ဒါ Premier League club တွေကျွန်တော်မြင်တော့ဒါဂိုးသမားလိုတဲ့အထက်မှာ United ကလည်းအမှန်တမ်းဆိုရင်တော့ Sunny Lemon ကို pressure ပေးနိုင်မဲ့ ဝိုင်းရင်ကိုသူမတယောက်တော့လိုးတယ်အမှန်တိုင်းပြောရင်သစီကန်ဆန်နီလမ်းမန်းလေးကူလောတော့တော်သူ့ကိုသဘောကျမှာလေဒီမှာအတူသစီကန်ကလည်းစီနီယာကိုသူမဖြစ်တော့ maybe ဘာမှမဆိုဖြစ်သွားနိုင်တယ်ဒါပေမဲ့သစီကန်ရဲ့အေဂျင့်ကတော့ဒီဘာဆိုနာကထွက်ပြီးတဲ့အချိန်မှာဘရှစ်တက်ရဲ့ United ရဲ့ Tottenham ရဲ့ပြီးတော့မှတစ်ဖက်က Chelsea ပါဝင်ဒီအသင်းတွေကိုကမ်းလှမ်းထားပြီးတော့ဒါသူအသင်းပြောင်းဖို့ဂျိုးပန်းနေတာပါအားလုံးကျေးဇူးတင်ပါတယ်